မင်္ဂလာပါရှင်မန္တလေးညူးစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အလဲပိုင်းတိုင်းစစ်ဌာနရုပ်တဲသို့ရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးပြီးပြစ်စီထားသည့်ကိုရောင်မီးလောင်ပြက်စီးတဲ့ဆွေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်ဆောင်မြောင်းလိုင်းကယနေ့ကြောက်ရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ကွယ်သို့လာရောက်တဲ့ချိန် မန္တလေးမြို့နန်တွင်ရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တော်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးဖြစ်စည်းထားသည့်ကိုလောင်မိလောင်ပြက်စီးခဲ့ကြောင်းတက်တွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ယနေ့အောက်တိုဘာလ၃ရက်နေ့မနက်6:55မိနစ်ခန့်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြေးပွဲတက်ရန်ပြည်ဦးလင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်တွင်ရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်လှပခါတွင်တွင်ခေတ္တဝင်ရောက်တဲကိုခဲ့သည့်ကိုသတင်းရရှိသဖြင့်ရှော့တိုက်တော်နှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မန်တက္ကသိုလ်ရာပြည့်ပွဲတွင်မင်းအောင်လိုင်ကအယက်သားဖြစ်သူအများပြားကိုလူသားတိုင်းအဖြစ်အကောက်အွယ်ယူပြီးပွဲထက်မီဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်၍ပုံမလွယ်ကူတော့လေအယက်သားဖြစ်သူများပါထိခိုက်မီကိုရှောင်ရှားလို့သောကြောင့်မင်းအောင်လိုင်ခေတ္တတဲခွေရလပခအတွင်တို့သာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်ရှော့တိုက်တုံတလုံးသည်လပခရှိဖြစ်စည်းထားသောဂိုးတောင်တလုံးကိုထိမှန်ကမီးလောင်ပျက်စီးခဲ့ရပြီးလခရမှစစ်သား၃ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယရှော့ဒိုက်တုံးသည်နန်တွင်လပခတိုင်ယုံဤအရှိကြောက်စာများရှိသည့်ရှေးဟောင်းပုံပြတ်သက်ရှိတလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတက်မီတာစုမှဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။နေအောင်လိုက်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာရောက်တက်ချက်အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲကိုရှော့ဒိုက်တုံးနှင့်ပြစ်ခတ်တိုက်ခိုက်တာနန်တွင်လပခတိုင်ယုံ အရှိကြောက်စာတွေရှိတဲ့ရှေးဟောင်းပုံပြတ်သက်ရှိတလုံးပောက်ခွဲခဲ့တာ။ တမိသားစုကဈေးဆိုင်တွေထိုင်နေသည့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးမောဥပျက်စီးတဲ့နောက်တလုံးကတော့လပခထဲမှာရှိတဲ့ပြစ်စီထားကိုတော်တလုံးထိမှန်ပြီးမိလောင်ပျက်စီးခဲ့တယ်။လာခရစစ်သား၃ဦးလည်းတိဆုံးခဲ့တယ်။၄ဦးလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်ဟုတက်တွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါမစ်ရှင်ကို February Form မြန်မာ BWN အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် No More Deterioration NMD PDF အဖွဲ့ PV74 PSF နဲ့ရတနာပုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး VWNE Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရှင်နေနေဆယ်နိုင်ဝင်းကျင်တွင်မြေအောင်လိုင်းကမန္တလေးတက္ကသိုလ်ရာပြည်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ပေးခြင်းအမတ်တရစကားပြောကြားခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြည့်ရှုစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ဆက်လက်ပြီးတန့်စင်မျိုးနယ်တွင်တိုက်ပွဲဖြစ်ပွားပြီးဖြူစော်တီကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းပြီး ပသိမ်ညွန့်နယ်မဆာရလီစစ်စေးယုံတွင်တိုက်ပွဲ၌ထမ်းရရပြီးဇေကူတမှုခံယူနေသောအရာရှိတအူတေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရင်စကိုင်းတိုင်းတန့်စင်မျိုးနယ်တွင်တိုက်ပွဲဖြစ်ပွားပြီးဖြူစော်တီကောင်းဆောင်တအူကိုအရှင်ဖမ်းမိခဲ့ကြောင်းတန့်စင်ပြည်ပ Different ကိုကထုတ်ပြန်ထားပါရယ်စက်တင်ဘာလ30ရက်နေ့တွင်ကမ်ဘလူမျိုးနယ်ကာဘိုးရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတွင်လိုက်ပါလာသောပြူစော့တီကောင်းဆောင်တအုပ်ကိုတန့်စဲ PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်တိုက်ပွဲဖြစ်ပွားပြီးနောက်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်အော်တိုဘာလာတရက်နေ့တွင်တန့်စဲမျိုးနဲ့အတွင်းရှိတနေရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူပိုင်နေအိမ်20ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းထို့ပြင်ခြေရွာအတွင်းရှိပြည်သူပိုင်နေအိမ်များကိုလည်းဝင်ရောက်မှွေနောက်ခဲ့ပြီးဆံများကိုတန့်စဲမျိုးအတွင်းသို့ရိတ်ခါအဖြစ်ယူဆောင်သွားကြောင်းသိရပါသည် အကြံဖက်စစ်တပ်သည်ခပောင်းကြံရွာစတင်ကြောင်းကိုလည်း Jet Fighter တစ်စီးဖြင့်ပုံကျဲဖျက်ဆီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အဦများထိမှန်ပျက်စီးခဲ့ကြောင်းထို့စစ်ကြောင်းသည်အော်တိုဘာလ3ရက်နေ့တွင်ကမ်ဘလူမြို့နယ်တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်ထို့ပြင်အေယာဝတီတိုင်းပသိမ်မှုနယ်ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ်အမလီစစ်မြေပြင်စေတိုက်ရင်နာတာခါမဆာယလီတိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သောအရာရှိတအူစေကူသားမှုခံယူနေစဉ်တေဆုံးခဲ့ကြောင်းဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကတရင်ဌာနကိုပြောပါသည် အော်တိုဘာလ၂ရက်နေ့တွင်နာတခမဆာရလေး၌စေကူတမှုခံယူနေစဉ်တည်ဆုံခဲ့သောအရာရှိတအူဤအလောင်းကိုရွှေမြင့်တင်မီးတကြိုဆက်သို့ဘဝစည်းစာကားဖြင့်ပို့ဆောင်ကာလက်နက်ကင်ဆောင်ထားသည့်စစ်သားများလိုက်ပါလာသည့်ကားတစီးနှင့်စစ်သားမိန်းမများလိုက်ပါလာသောကားတစီးဖြင့်လာရောက်တကြိုသွားကြောင်းသိရပါသည်မဆာရလေးမှာကအယဝတီတိုင်းစစ်မြေပြင်ကနေဒဏ်ရာရပြီးရောက်လာတဲ့စစ်ခွေးတွေအများကြီးပဲအော်တိုဘာလ၂ရက်နေ့ကစစ်ခွေးအရာရှိတကောင်တေးလို့စစ်ကားနဲ့လာရောက်တကြိုသွားတယ်တပ်သားသိရင်တော့ဒီကောင်တွေအဲ့လိုလာပြီးမှတကြိုဘူး အရာရှိသေးလို့လက်နက်အပြည့်စုံနဲ့လုံခြုံရေးယူပြီးတကြိုးသွားတာဟုဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။